တိုင်းလူတိုင်းဟာကိုယ့်ကိုယ်ကိုမဆုံးမသေးသည်တည်းကိုယ့်ကိုယ်ကိုမပြင်းသေးသည်တည်းဆရာမိဘတွေဘလောက်ပဲဆုံးမဆုံးမကိုယ့်ကိုယ်ဆုံးမနိုင်ပါသလဲအရင်ခြေဆုံးဆိုပုဂ္ဂိုလ်ဖြစ်တယ်ကိုယ့်ကိုယ်တမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင်ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ် ဆရာမိဘဆုဆုံးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရတယ်။သို့သောဆရာမိဘရဲ့ဆုံးမကိုနာယူပြီးတဲ့အခါမိမိကိုယ်တို့ကိုယ်တိုင်ကဒီမရင်ကြီးတဲ့လမ်းကြောင်းတိုင်လိုက်ပြီးကိုကိုယ်တိုင်ကိုယ့်ကိုပြုပြင်နိုင်မှသာလေလောကမှာလူတော်လူကောင်းဖြစ်တာဖြစ်တယ်။မိဘဆရာဆုံးမတယ်ဆိုတာလမ်းညွန်ပြယုံတသက်များတာဖြစ်တယ် ကိုယ်တိုင်လုံးထမပါဘူးဆိုလို့ရှိရင်ပြီးပြီးဆုံးတဲ့ယဉ်ကျေးမှုဆိုတာမဖြစ်နိုင်တကယ်ပညာရှိသူတော်ကောင်းนี่မြတ်စွာဘုရားကိုယ်တိုင်ကလည်းတရားတွေကိုသတိပေးတဲ့စကားမင်ကြားခဲ့တယ်တုံမေဟိကိစ္ဆံအတ္တပံလောတဲ့လောက်တဲ့ကိစ္စတွေကိုမင်းတို့ဖြာသည်စူးစမ်းရမှာဖြစ်တယ် ငါကတော့လမ်းညွန်ပြတ်ဆုံးမတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ဆိုတကားအလုံးကိုမှတ်ကန်တာဖြစ်တယ်ဆုံးမတဲ့အတိုင်းလိုင်းနာသူမလိုင်းနာသူဆိုတာနှစ်မျိုးရှိတယ်လိုင်းနာတဲ့ပုဂ္ဂိုလ်တွေကအကောင်းကျိုးချမ်းသာရပြီးမလိုင်းနာတဲ့ပုဂ္ဂိုလ်ကအကောင်းကျိုးချမ်းသာမရနိုင်ဘူးအဲ့ဒီအဓိပ္ပာယ်ကဘာလဲလို့ဆိုလို့ရှိရင်လူတွေဟာကိုယ့်ကိုမဆုံးမနိုင်သေးသမျှသူများရဲ့အဆုံးအမကိုသာခံယူပြီးကိုယ့်ကိုမဆုံးမနိုင်သေးသမျှ လူလောကမှာအသုံးကျတဲ့ပုဂ္ဂိုလ်ဆိုဖြစ်ဖို့ခဲနေတယ်သူတို့ဆိုလို့နော်မြတ်စွာဘုရားကအတ္တာဟိကိရဒုတ္တမောဆိုကိုယ့်ကိုယ်ဆုံးမဖို့ကလွန်ခက်တယ်လို့ပြောတာသူများဆုံးမရတာလွယ်တယ်ကိုယ့်ကိုယ်ဆုံးမဖို့ကြတော့ခက်တယ်သူဆိုတာကိုယ့်ကိုယ်နိုင်အောင်ဆုံးမနိုင်လေမရှိကြဘူး သူများကသာဆုံးမတတ်တယ်အလွယ်တကူဆုံးမတတ်တယ်ကိုကိုတိုင်ကသူများကိုဆုံးမတယ်လို့ကိုကိုတိုင်လိုင်းနာမှုခြင်းသုံးမှုကြတော့များစွာခက်ခဲတတ်ကြဒါကြောင့်မို့အပြောသမားဘုရားရောက်သွားတာတွေအများကြီးပဲနော်ညစောရရဲ့ဆုံးမမှာဆိုရထောဝါရီတထာကာရီယထာကာရီတထာဝါဒီဆိုတာအပြောနဲ့လှုပ်ဟာ ကန့်ကြည့်စေရမယ်လို့ဆိုတရားဟောတဲ့ဘုန်းကြီးတွေဒီပင်နေကိုဟောတဲ့တရားကိုပြန်နာရမယ်ကိုကြားရမယ်လို့ဆိုကိုအသာဟောပြီးတော့အဟောဘက်သာနေပြီးတော့ဟောတဲ့အတိုင်းကိုကမလိုက်နာဘူးဆိုလို့ရှိရင်ဒါအဟောတက်တက်ပဲအဟောတက်တက်အပြောတက်တက်နဲ့အကျိုးမှဖြစ်မှာမဟုတ်နော်ကောင်းကျိုးချမ်းသာရနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ကိုဟောတဲ့တရားကိုပြန်ပြီးကြားရမယ် ကိုကိုတိုင်းလိုက်နာကျင့်သုံးတာပဲဖြစ်ရယထာဝါရီတထကာရီကိုပြောသလိုကိုကလှုပ်ရမယ်လှုပ်သလိုလည်းပြောရမယ်လှုပ်ထားတယ်လည်းပုံမပြောရဘူးဒီလိုဆိုလို့ပေါ့နော်အပြောနဲ့အလုပ်ဟာနှစ်ထွေညီညာနေဖို့လိုတယ်လောကလူတွေကအပြောနဲ့အလုပ်ဟာညီကြတာမေတ္တာမှာရှားတယ်နော်အပြောနဲ့အလုပ်ဟာကိုင်းညီနေဖို့လိုတယ် ကိုပြောသလိုကိုကလှုပ်တယ်အပြောတက်တက်ကတော့ပြောရတာနဲ့လှုပ်ရတာဘယ်အလွယ်ရောဆိုပြောရတာလွယ်တယ်လှုပ်ရတာခက်တယ်ဒါကြောင့်မို့အပြောနဲ့လှုပ်နဲ့ဟာလေလွဲချော်နေတတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်ဆုံးမသွန်သင်မှုတို့အရေးကြီးဆုံးကတော့ကိုယ့်ကိုရှင်ကျေးအောင်ဆုံးမမှုကိုယ့်ကိုလမ်းပြနိုင်မှုဒါဟာအရေးကြီးဆုံး အဲ့တော့ကိုယ့်ကို ဆုံးမဖို့ဆိုတာဘာတွေလိုအပ်တုံးချက်ပညာရှိတွေရဲ့ဆုံးမတွေများစွာသိဖို့လိုအပ်တယ်အဲ့ဒါကိုတုတ္တလို့ခေါ်တယ်ဘဟုတုတ္တဘဟုတ္တသင်္ဆသိပင်္ဆဆိုတဲ့မြတ်စွာဘုရားရဲ့မင်္ဂလာတရားတော်တွေမှာကိုဟာသူတော်ကောင်းတရားတွေကိုများစွာကြားနာဘူးတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြားနာတယ်ဆိုတာသင်ယူတာပဲဖြစ်တယ်နာယူတယ်ဆိုတာသင်ကြားခြင်း တင်ယူခြင်းပဲဖြစ်တယ်တရားပွဲတွေကျင်းပပြီတရားနာတယ်ဆိုတာမြတ်စွာဘုရားပါရိဟောခဲ့တယ်ဆိုတာကိုတင်ယူခြင်းပဲဖြစ်တယ်ရှေးခေတ်ကနားနဲ့တင်ယူတာဖြစ်သောကြောင့်တုတ္တဆိုတဲ့အသုံးမျိုးပဲသုံးတာဖြစ်တယ်